ကားကင်မရာကနေရိုက်ကူးမိခဲ့တဲ့ယင်ထိတ်သေးဖို့ဖြစ်ရမြ2016ခုနှစ်ဇူလိုင်လ29ရက်မနက်9နာရီမှာပါထရက်ကားသမားတအုပ်ကပြင်သစ်နိုင်ငံကလာပါဘက်ကနေ UK ကိုကူးမဲ့စိတ်ကမ်းဘက်ကိုကားမောင်းနေပါပြီ။ဒီချိန်မှာပဲသူရှိကထရက်ကားကြီးကဘရိတ်မီးတွေလင်းသွားတာပါ။ Highway လမ်းပေါ်မှာဘာလို့ဒီလိုလောက်တာလဲမသိပေမဲ့နောက်ကလိုက်လာတဲ့ကားသမားလည်းအရှိန်ချုပ်လိုက်ရပါပြီ။ခဏကြာမှာတော့ဓာမီးတွေကင်ထားတဲ့လူတွေကရှိကထရက်ကားကိုတခုခုလှုပ်နေတာပါ။ဒါပေမဲ့အဲ့ဒီကားကဘေးကနေပတ်မောင်းသွားပါပြီ။ အဲဒီတော့မှလမ်းပေါ်မှာတက်ကန်းကြီးကိုကန်လန့်ပြက်လှဲထားတာကိုတွေ့လိုက်ရတာပါတကယ်တော့သူတို့ကြုံလိုက်ရတာကအဝေးပြေးလမ်းကဓမြတွေပါပဲသူတို့ကသေးသေးလောက်တဲ့လက်နက်တွေတော့မကင်ထားကြပါဘူးကားရရင်မိုက်ကြီးခွဲတယ်လို့စက်ကြီးတောင်းတယ်လို့ပတ်စံတောင်းကြပါရီမပေးပဲမောင်းပြေးရင်တော့ဂါမန်ကိုဒုတ်တွေနဲ့ရိုက်ဂဲတွေနဲ့ထုလုံနေကြတာပါအဲတကယ်တော့ဒီလူတွေကပြင်သစ်ကနေ UK ထဲကိုခိုးဝင်ဖို့စ조사နေတဲ့တရားမဝင်ရွှေပြောင်းနေထိုင်သူတွေဖြစ်ပါတယ်အဲလိုလူတွေစုမိတဲ့အခါလူစိုးခိုင်းတွေဖြစ်သွားကြတာပါညမောင်ရောက်လာပြီဆိုရင်တော့လမ်းမဘုတ်ကိုတက်ကိုင်းတွေနဲ့တားပြီးတော့ကားတွေကိုရက်ခိုင်းပါတယ် ီးတော့မှငွေညစ်ကြတာပါတကယ်လို့ကားရက်မိပြီးတော့အမှန်လဲချမိပြီဆိုရင်တော့သူတို့တောင်းသမျှပေးရမှာဖြစ်ပါတယ်သူတို့မှာတနက်တွေမပါပေမဲ့ဓာရီတုတ်တွေပါကြပါတယ်နောက်ပြီးသူတို့လူတွေကိုလည်းကားပေါ်မှာဖွက်တင်သွားခိုင်းတာပါသူတို့ကလမ်းမေးတွေမှာမှောင်ရိတ်ကိုပြီးပုံနေကြပါတယ်။တကိုင်းကိုမြင်မိကားရလိုက်တော့မှအစီရီထွက်လာကြတာပါ။အဖွဲတစ်ဖွဲစီကလူ20ကနေ30လောက်ထိရှိတတ်ပါတယ်။အခုကိစ္စမှာတော့ရှေ့ကကုန်တင်ကားဒရိုင်ဘာကအတွေ့အကြုံရှိပုံရနေပါတယ်။လူတွေထွက်လာချိန်မှာတော့ကားကိုဟွန်းတီးပြီးကိုယ်ပတ်မောင်းသွားခဲ့တာပါ။တကိုင်းကြီးကိုလည်းချိန်သွားပါတယ်။ နောက်ကလိုက်လာတဲ့ကားကလည်းဒါကိုတွေ့သွားတဲ့အချိန်မှာအရှင်ရှော့ဖို့တောင်စိတ်ကူးမရှိတော့ပါဘူး။အကုန်တင်ကားကြီးနောက်ကနေကပ်လိုက်သွားတဲ့အချိန်မှာလွတ်မြောက်သွားပါရီ။ဒီကိစ္စကဖြစ်နေတာတော်တော်ကြာပါပြီ။ရဲရီစီကိုလည်းတိုင်ထားပါရီ။ဒါပေမဲ့မနှိမ်နှင်းနိုင်ပါဘူး။ရဲရီရှိနေရင်အဲ့ဒီကိုင်းကငြိမ်နေကြပါရီ။ရဲရီပြန်ထွက်သွားတော့မှပြန်လို့ရှားကြတာပါ။ထရက်ကားသမားတွေကတော့ဒီလမ်းကြောင်းသွားရမယ်ဆိုရင်အမြဲယဉ်ထိန်နေရတာပါ။နောက်တစ်ပွဲကတော့ဂိုင်းစတာတွေနဲ့ရဲတပ်ဖွဲ့တို့ရဲ့အားပြိုင်မှုပါပဲ။ 2018ဇူလိုင်26ရက်နေ့တုန်းကလန်ဒန်ကိုင်းဝင်တစုကပြိုင်ဘက်ကိုလက်နက်နဲ့တိုက်ခိုက်ဖို့တွားနေကြတာပါသူတို့မောင်းနေတာကခိုးထားတဲ့ BMW ကားဖြစ်ပါတယ်သူတို့မသိတာကရဲတွေကအဲ့ဒီအကြောင်းကိုကြိုတင်ရာထားခဲ့တယ်ဆိုတာပါပဲရဲတွေနောက်ကလိုက်လာတာကိုတွေ့တဲ့အချိန်မှာတော့ဂိုင်းစတာတွေကမောင်းပြီးပြေးပါတယ်လူပြတ်မျက်နှာဖုံးဆိုထားတဲ့တယောက်ဆိုရင်ကားပြင်းပောက်ကနေကိုတပိုင်းထွက်လာပြီးတော့ရဲကားစီကိုရှော့ကန်နဲ့လမ်းချိန်ခဲ့တာပါသူထင်နေတာကတော့ရဲတွေလမ်းပြီးကြံနေခဲ့မယ်လို့ပါဒါပေမဲ့ရဲတွေကလက်မလျှော့ပါဘူး။ဂိုင်းစတာတွေကလည်းလမ်းကြိုလမ်းကြားတွေတွေပတ်ပြီးမောင်းပေးပါရီ ဒါပေမဲ့ရဲတွေကလမ်းကိုကြိုးပေးပြီးစောင့်နေလို့မလွတ်တော့ပါဘူး။တူတူပြောရရင်တော့အားလုံးအဖမ်းခံခဲ့ရပါပြီ။ကားတွေကိုစစ်ဆေးကြည့်ချိန်မှာတော့ပေါက်စိန်တွေ၊ဓားတွေနဲ့ရှော့ကန်တက်လက်တွေ့ခဲ့ရတာပါ။ဒီကိစ္စမှာလူပြည့်မျက်နှာဖုံးဆွထားတဲ့ခေါင်းဆောင်ကတော့အမှုပိုကြီးသွားခဲ့တာပါ။ရဲတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောက်တဲ့အမှုနဲ့ဖြစ်ပါရယ်။ဖြစ်ချင်တော့စစ်ဆေးနေရင်အမှုဟောင်းတွေပါပေါ်လာပြီးထောင်နဲ့23နှစ်ကြာသွားခဲ့ရတာပါ။2016ခုနှစ်ဇွန်လအတွင်းကတက်ဆက်ပြည်နယ်ကဲလာမာနေတဲ့အမျိုးသားတအုပ်ကတငယ်ချင်းအိမ်ကိုသွားပြီးတော့ညာဘက်ပြန်လာခဲ့ပါတယ်။ ဒီချိန်မှာပဲသူ့အနောက်ကနေကပ်ပါလာတဲ့ကားဖြူလေးတစ်စီးကိုတတိထားမိလိုက်တာပါအမျိုးသားလည်းစိတ်ထဲမှာမယုံတင်ကဖြစ်လာတာနဲ့ဟိုကွေ့ဒီကွေ့ရှောင်မောင်းနေကြတာပါအဲ့ဒါလဲကားဖြူကကတ်လိုက်နေတော့မှာပဲပိုတေချောင်းဆိုပြီးတော့အချက်ပြမီးတွေမဖွင့်မဲနဲ့လမ်းထွေတဲ့ကတ်ကွေပါရီအဲ့ဒီခါမှာလဲကားဖြူကသူ့ဝင်တဲ့လမ်းတွေကိုလိုက်ဝင်လာတာပါဒီချိန်မှာတော့ကားဖြူကသူ့နောက်ကိုလိုက်နေရဲဆိုတာသိကြသွားပါပြီဒါပေမဲ့ဘာလို့လိုက်နေမှန်းအမျိုးသားကစဉ်းစားမရနိုင်ပါဘူးအဲ့ဒါကြောင့်လမ်းမကြီးဘုတ်ကိုတက်ပြီးတနေရာအရောက်မှာကားငယ်ကွေကွေလိုက်ပါရီ ပြီးတော့ဂွေကျော်ကကားပါကင်လေးနားမှာရက်ခက်လိုက်တာပါအဲ့ဒီအချိန်မှာကားဖြူကလိုက်ခွေလာပြီးသူ့ကိုကြော်တက်သွားပါပြီမောင်းသွားရောမဟုတ်ပါဘူးကြော်ပြီးတော့ရက်လိုက်တာပါပြီးတော့တကားပွင့်လာပြီးလူနှစ်ယောက်ဆင်းလာပါပြီဒီအချိန်မှာတော့အမျိုးသားလေးဂီယာထုတ်ပြီးချက်ချင်းမောင်းပြေးခဲ့တာပါကားဖြူကလည်းဆက်လိုက်လာပါပြီအဲနောက်ဆုံးအမျိုးသားကရဲရီရှိတတ်တဲ့ဂုံတိုက်ဘက်ကိုမောင်းသွားခဲ့တာပါအဲ့ဒီတော့မှကားဖြူလည်းကြံနေခဲ့ပါပြီအဲ့ဒီအထိသူ့နောက်ကိုဘာလို့လိုက်နေမှန်းအမျိုးသားကစဉ်းစားမရခဲ့ပါဘူး မိတ်ဆွေတွေကိုပြန်ပြောပြတော့တယောက်တည်းကားမောင်းလာတဲ့သူတွေစီကလူရက်ဖို့စောင့်နေတဲ့ကားတစ်ခုခိုင်းကဖြစ်နေမှန်းသိခဲ့ရပါတယ်ရုရှားကားသမားတဦးရဲ့အဖြစ်ကလည်းမလွယ်ခဲ့ပါဘူးအဝေးပြေးလမ်းမပေါ်မှာမောင်းနေတဲ့ရုပ်တရက်ကြီးမှောင်လာခဲ့တာပါပြီးတော့သူ့ကားမှန်ကိုကျိုင်းကောင်တွေတပွဲပွဲလာမှတ်နေပါရင်ရင်မောင်းကဝိုင်ပါကိုအမြန်နှုံးနဲ့ဖြန့်ထားခဲ့ရတာပါအဲဒါပေမဲ့ကျိုင်းကောင်တွေကများလုံးလို့ဝိုင်ပါတောင်ကောင်းကောင်းအလုံးမလုံးနိုင်တော့ပါဘူးအဲဒီနောက်ပိုင်းမှာအာနာပိုင်တွေကအရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်ကျိုင်းကောင်တွေရွှေ့ပြောင်းလာတာကြောင့်အပြင်းမထွက်ကြဖို့ကြေညာချက်ပါပဲ 2019ခုနှစ်နိုဝင်ဘာလတုန်းကတော့ Florida မှာကင်းလက်နေတဲ့ရဲကားနှစ်စီးကလမ်းမပေါ်မှာပဲခဏရန်နာနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူတို့ရှိရာကားလမ်းစီကိုလေရင်တစ်စီးဦးတည်လာတာတွေ့လိုက်ရပါတယ်။အဲဒီလေရင်ကတော်တော်လေးလေးနှိမ့်လာနေတာပါ။ကြည်ရတာဒီလမ်းပေါ်မှာအရေးပေါ်စဉ်သက်ဖို့ဆုံးဖြတ်ထားပုံပါပဲ။အဲဒီလေရင်ကရဲကားပေါ်ကနေနှိမ့်နှိမ့်လေးပြန်သွားပါတယ်။ပြီးတော့လမ်းမပေါ်ကိုဆင်းနိုင်ဖို့ကြိုးစားနေတာပါ။ဖြစ်ချင်တော့တောင်မန်နဲ့တစ်ပင်တိုက်မိပြီးတော့ပြတ်ချသွားပါတယ်။ တကယ်တော့ဒီလေရင်ကပြန်တက်လာတာသိမကြသေးပါဘူးလေပေါ်ရောက်တဲ့အချိန်မှာပဲအင်ဂျင်ချုပ်ရင်းပြီးတော့အရေးပေါ်စဉ်းစားရမယ့်အခြေအနေဖြစ်ခဲ့ရတာပါအဲဒါကြောင့်အရှင်းဆုံးကားလမ်းကိုလေရင်ဆင်းဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့တစ်ပင်နဲ့တိုက်မိပြီးတော့ကန်ဆိုးသွားခဲ့ရတာပါအဲဒါကြောင့်လေရင်လည်းပြက်စီးသွားပါတယ်ကန်ကောင်းတာကတော့ရဲကားတွေကအဆင်သင့်ရှိနေတာကြောင့်လေရင်မှုနဲ့ခရီးသည်တဲအုပ်ကိုအမြန်ကယ်တင်နိုင်ခဲ့တာပါပဲနောက်ပြီးလမ်းမပေါ်ကဘယ်သူမှမထိခိုက်ခဲ့ပါဘူးဒီတယောက်ဆိုရင်ပို့ပြီးအောင်ဆိုပါသေးတယ်အဲသူကလည်းထောင်ထွက်ပါပဲနောက်စကူအေပရီလာတုန်းက UK မှာဒီကိစ္စမျိုးဖြစ်ပျက်ခဲ့တာပါ ကေဗင်ကိုလင်ဆိုတဲ့ဒီလူကအဲ့ဒီနေ့မှာပဲထောင်ထဲကနေလွတ်လာခဲ့ပါတယ်။လွတ်လွတ်ချင်းမှာပဲကေဗင်ကရာသွေးမှုတွေစပြီးကျူးလွန်ခဲ့တာပါ။သူကလူမရှိတဲ့အိမ်တလုံးရဲ့ကားကိုယ်တော်တွေကိုဖောက်ဝင်ပြီးကားတစ်စီးကိုခိုးလာခဲ့ပါတယ်။ပြီးတော့လမ်းမတွေပေါ်မှာရေရရာမဲ့ရှောင်ပေါင်းနေခဲ့တာပါ။အဲ့ဒီကားမှာကအတွင်းပြင်ကင်မရာနှလုံးတက်ထားပါတယ်။အရာကလမ်းပေါ်ကအခြေအနေတွေကိုရိုက်ကူးထားနိုင်တယ်လို့ဂေဘင်ရဲ့အပြုမှုတွေကိုလည်းမှတ်တမ်းတင်ထားနိုင်ကြတာပါ။သူ့ရဲ့ပုံစံကတော်တော်လေးကိုကြောင်တော်တော်ဖြစ်နေပါပြီ။တယောက်တည်းကောင်းမောင်းရင်းနဲ့ဒေါသတကြီးအော်ဟစ်နေတာပါ။ပြီးတော့လေဘာကိုလည်းဖိနှင်းနေကြပါပြီ။ သူကလမ်းချင်းလေးတွေထဲမှာတော့မှကီလို80တရာနှုန်းနဲ့မောင်းနေခဲ့ပါတယ်။အတွင်းကင်မရာကရိုက်ထားတဲ့ဗီဒီယိုအရဆိုရင်ဘလောက်မြန်လဲဆိုတော့ကိုမြင်ရမှာပါ။ဒါပေမဲ့ဂေဗင်ကအရှိန်ကိုတစက်ကလေးမှမလျှော့ပါဘူး။နောက်ပြီးအရှိန်မထိန်နိုင်တော့မှအိမ်တလုံးကိုဝင်တိုက်ပြီးရက်လိုက်ပါရယ်။ဒါပေမဲ့လေအိတ်တွေခန်းနေလို့လူကတော့ဘာမှမဖြစ်ခဲ့ပါဘူး။ဒီအချိန်မှာပဲကားတွေကနေထွက်လာပြီးတော့အမျိုးသမီးတယောက်မောင်းလာတဲ့ကားကိုတားလိုက်ပါရယ်။ပြီးတော့အမျိုးသမီးကိုဆွဲချပြီးအရီကားကိုဆက်ကိုးသွားတာပါ။သူလုံးနေတာက GTA ကားတစ်ခုခင်းနေကြလို့ပါပဲ နောက်ပြီးအရိကားကိုလည်းအရင်တိုင်းမစင်မချင်မောင်းနေကြတာပါပြီးတော့အိမ်တလုံးကိုဝင်တိုက်ပြီးကားတွေကနေထွက်လာပြန်ပါလေသုံးစီးမြောက်အဲ့လိုလုပ်ပြီးနောက်မှာတော့တကားဖွင့်ထားတဲ့အိမ်တွေကိုဝင်ခဲ့လိုက်တာပါငကန်ဆိုးကျင်တော့အဲ့ဒီအိမ်ထဲမှာသားမိ၃ယောက်ပဲရှိနေခဲ့ပါလေကလေးကတော့ငားနဲ့သားနဲ့တနှစ်သားအရွယ်လေးတွေပါကေဗင်ကကလေးမေစီကနေကားတော်တောင်းခဲ့ပါလေသူကသူလည်းဖျားသခင်လို့ပြောပြီးတော့တော်မပေးရင်တပ်ပြစ်မယ်လို့ချိန်ချောက်ခဲ့တာပါအဲကားတော်ရချိန်မှာတော့ထက်ခိုးလာပါလေဒီချိန်မှာတော့ရဲတွေကအရင်ကိစ္စတွေကြောင့်သူ့နောက်ကိုလိုက်နေကြပါပြီ။ ဒါပေမဲ့ဂေဗင်ကတော့ရသလောက်မောင်းပြေးနေပါတယ်။လမ်းမှာလည်းအဖိုးကြီးတယောက်ကိုတိုက်တက်ခဲ့တာပါ။အဲဒီတုန်းကလည်းနန်ဆိုးတကောင်ကိုတတ်လိုက်ပြီးဆိုပြီးအော်နေတာပါ။နောက်ဆုံးတော့သူကားကအရှိန်လုံမီလမ်းဘေးကိုဝင်တိုက်မိသွားပါတယ်။အဲဒီချိန်မှာလည်းလေအိတ်ပွင့်လို့ဘာမှမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ရဲရီကတော့မှီလာပြီးသူ့ကိုဖမ်းနိုင်ခဲ့ပါတယ်။တကယ်တော့ဂေဗင်ကထောင်ထဲမှာလည်းပြဿနာရှာတတ်တဲ့သူဖြစ်ပါတယ်။ထောင်ဆောင်ကိုဒဏ်ရာရအောင်အလစ်တိုက်ခိုက်ဘူးတလို့သူ့အခန်းကိုလည်းကိုယ်တိုင်မီးရှို့ခဲ့တာပါ။အဲဒီချိန်မှာလည်းမိသက်ပေးဖို့ဝင်လာတဲ့ထောင်ဆောင်ကိုထတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြောရရင်သူကစေးသုံးလွန်နာအကြောင်းစိတ်မမှန်တလို့ဖြစ်နေတာပါဒါပေမဲ့ပြစ်မှုကုံသွားတဲ့အချိန်မှာထောင်ထဲကနေလွတ်လာပါတယ်ဒီအချိန်မှာတော့ထောင်ပြင်မှာပတ်ဝန်းကျင်ကိုလက်မခံနိုင်ပဲအခုလိုတွေရှောက်လုခဲ့တာပါကြားထဲမှာတော့ကားပိုင်ရှင်တွေအိမ်ပိုင်ရှင်တွေနဲ့အဖိုးကြီးတယောက်ကတော့ကန်ဆိုးသူတွေဖြစ်ခဲ့ရပါတယ်ဒီကိစ္စကတော့2023ခုနှစ်ဇန်နဝါရီလမှာဖြစ်ခဲ့တာပါကယ်လီဖိုးနီးယားပြည်နယ်အမြန်လမ်းပေါ်မှာကားမောင်းနေတဲ့အမျိုးသားတယောက်ကသူ့ရှေ့ကတက်စလာကားလေးက desktop ပေးနေတာတွေတွေ့လို့သတိထားပြီးမောင်းနေရတာပါ အဲခဏကြာမှာပဲ Tesla ကလုံးဝရပ်သွားလို့သူလည်းရပ်လိုက်ရပါတယ်။အဲဒီအချိန်မှာ Tesla ဘောကလူတစ်ယောက်ကမျက်နှာပုံးဆွေကြီးနဲ့ဆင်းချလာခဲ့တာပါ။လက်မှာလည်းပိုင်လုံးတစ်ချောင်းကင်ထားပါတယ်။အပြီးတော့မပြောမစုံနဲ့ကားကိုပိုင်လုံးနဲ့ရိုက်ပြီးတက်စလာပေါ်ပြန်တက်ကမောင်းသွားခဲ့တာပါကိုရိုင်းကြုံလိုက်ရတဲ့အမျိုးသားလေးကြောင်ပြီးကျန်နေခဲ့ပါရင်နောက်ပြီးတက်စလာမှာနံပါတ်ပြားမတက်ထားတဲ့အတွက်ဘယ်လိုတိုင်ရမှန်းမသိဖြစ်နေခဲ့တာပါအဲလိုကိစ္စကနောက်ရက်တွေမှာလည်းဆက်ဖြစ်နေခဲ့ပါရင်တက်စလာကားနဲ့လူရန်ကားကလမ်းပေါ်မှာမောင်းနေတဲ့တခြားကားတွေကိုအဲလိုနေနဲ့လိုက်ပြီးတိုက်ခိုက်နေခဲ့တာပါ အတရမှာတော့ Tesla လူရန်ကားကကားတစီးကိုထုံးစံအတိုင်းသွားပြီးတော့ရန်ကားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကမျက်နှာပုံးဆုပ်ဖို့မေးသွားခဲ့ပုံပါပဲ။နောက်ဆုံးကားကင်မရာမှာသူ့ရဲ့မျက်နှာကြီးကိုရိုက်ထားနိုင်တဲ့အတွက်ရဲကိုတိုင်နိုင်ခဲ့ပါတယ်။အဲဒီချိန်မှာတော့ရဲတွေကမျက်နှာပိုင်းရှင်ကိုလိုက်စုံစမ်းပြီးတော့ဖမ်းခဲ့လိုက်တာပါ။ဒီလူကတော့အသက်36နှစ်ရှိတဲ့အမျိုးသားပါပဲ။ပြင်မှုမှတ်တမ်းဟောင်းတွေလည်းရှိပါတယ်။အဲဒါကြောင့်ထောင်ငါးနှစ်ချမှတ်ခဲ့လိုက်တာပါ။ဒါပေမဲ့အဲဒီလူကလမ်းပေါ်မှာဘာလို့ရန်ကားနေရလဲဆိုတဲ့အကြောင်းရင်းကိုတော့တရားရုံးမှာလုံးဝထုတ်မပြောခဲ့ပါဘူး။ အရိယစာထောင်ဘလောက်ချာချထောင်နေနေမယ်ဆိုတာမျိုးလုပ်သွားတာပါ2015နိုဝင်ဘာလတုန်းကဩစတြေးလျပင်နရီမှာကားဘက်ထရီကပွင့်လာတဲ့မီးပွားအကြောင်းမီးတွေအကြီးကျယ်လောင်းခဲ့ပြီးပါတယ်ဖြစ်ချင်တော့လေကလည်းခက်ကြမ်းကြမ်းတိုက်နေတဲ့အတွက်မီးပြန့်လာလဲမြန်သွားခဲ့တာပါအဲဒီကစားတဲ့မီးပွားကမြေအေကာနှစ်သိန်းကျော်လောင်ကျွမ်းခဲ့ပြီးအဆောက်အုံ480ကိုလည်းပျက်စီးသွားစေခဲ့ပါတယ်ပြီးတော့လူ90လောက်ဒဏ်ရာရခဲ့ပြီးနှစ်ဦးထိဆုံးခဲ့ရတာပါအဲဒီထဲမှာအခြေအနေဆိုတာကမီးတပ်သမားတွေဖြစ်ပါတယ်သူတို့ကမီးလောင်မှုကိုတားဆီးဖို့လမ်းတစ်ခုကိုဖြတ်တန်းနေတော့မှပဲ တနအား56မိုင်နှုန်းနဲ့တိုက်နေတဲ့လေတွေကြောင့်မိသားတွေကသူတို့စီကိုခက်မြင်မြန်ရောက်လာခဲ့ပါတယ်။ရှေတုံးကနေသွားတဲ့မိသားကားကရှောင်ဖို့နောက်ဆုံးလာပြီမဲ့နောက်မှလည်းကားတွေရှိနေလို့မိသားတွေထဲမှာပြိမိနေကြတာပါ။ရေမောင်းတွေကတော့ဘလို့မှထွက်မပြေးနိုင်တဲ့အတွက်ကားထဲမှာပဲနေလိုက်ရပါတယ်။အဲသူတို့ကားကိုမိမလောင်သွားတာရေမိသားတွေကခက်မြင်မြန်ကြော်သွားတာကြောင့်ရတာခံကောင်းခဲ့ရတာပါ။ဒီအမျိုးသမီးရဲ့အဖြစ်ကတော့သင်္ကန်းသာယူစရာပါပဲ။ကံကောင်းလို့သာဘာမှမဖြစ်ခဲ့ရတာပါ။ကားလမ်းပေါ်မှာလူတစ်ယောက်လဲနေရဆိုပြီးတရင်ဖို့လာလို့ရဲတွေလည်းအမြန်သွားခဲ့ရတာပါ။ ဟိုရောက်တော့လေတကယ်အမှန်ပါပဲအဲကားတွေကအဲ့ဒီလူကိုအကွေပတ်မောင်းနေရပါတယ်တချို့ဆိုရင်အနီးကမ်းမတွေ့ပြီးအချိန်နဲ့ရှောင်းခဲ့ပုံလေးရနေတာပါလမ်းပေါ်မှာတာယာစလစ်ဖြစ်ထားတဲ့အရာတွေတောင်ပေါ်နေပါတယ်ရဲတွေသွားပြီးတော့စစ်ဆေးတော့အမျိုးသမီးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရတာပါဒါယာတန်ချက်မရှိသလိုဒွေးထွက်တာမျိုးတွေလည်းမရှိနေပါဘူးအဲဒါကြောင့်လှုံ့နှိုးကြည့်လိုက်တော့နိုးလာပါတယ်တကယ်တော့ဒီအမျိုးသမီးကအယံမူပြီးကားမောင်းလာရင်ကားကမြောင်းတစ်ခုနဲ့ဝင်တိုက်သွားခဲ့တာပါလူကတော့ဘာမှမဖြစ်ခဲ့ပါဘူးအဲဒါကြောင့်အခုညီတောင်းဖို့လမ်းပေါ်တက်လာနေတော့မှမူပြီးမှောက်သွားခဲ့တာဖြစ်ပါတယ် သူ့လို movie ကောင်းမောင်းလာတဲ့သူသားရှိရင်တော့တဲ့တဲ့အခြေခံရမှာသိကြပါဗျ။နောင်ဆက်ခုံမေလာတော့ကတရားကိုရှန်သမ်းမှဖြစ်ခဲ့တဲ့ကိစ္စကတော့အန်အောဘူကောင်းပါတယ်အားလုံးပုံမှန်ရှိနေတဲ့အချိန်မှာခြေလောင်နဲ့ပေါက်ကွဲတန်တဲ့အလဲရောင်တစ်ချက်မြင်လာရတာပါဒီအချိန်မှာအပေါ်ကနေမိဘတွေဖွာကနေကြလာပါတယ်အားရကြောင့်ကားတွေလည်းအကုန်ရပ်သွားခဲ့ရတာပါဓာချိုးပြတ်ကြတာလို့ထင်ပေမဲ့မဟုတ်ပါဘူးဘေးကမိထိုင်ကိုမိုးချိုးဖြစ်ခံရလို့ဒီလိုဖြစ်ခဲ့ရတာပါ ညဘက်ကြီးကားမောင်းအိမ်ပြန်နေတဲ့အမျိုးသမီးကတော့လမ်းလေကောင်မှာဇုံမီဖွင့်မီရထားတဲ့ကားတစ်စီးကိုရှောင်မောင်းခဲ့ရပါတယ်။နေ့လယ်ဆိုရင်အခုညပေးနိုင်ဖို့ကားရက်ပြီးမေးရမေးုံမှာပါ။ဒါပေမဲ့အမျိုးသမီးကသူ့ထေသားရဲ့အကြောင်းကိုကောင်းကောင်းအထာနဲ့နေပါတယ်။အဲဒီကားကိုရှောင်မောင်းလာပြီးတော့တိတ်မကြခင်မှာပဲလမ်းလေမှာကလေးတွန်းလေးနဲ့အမျိုးသားတစ်ယောက်ကိုတွေ့လို့ကားရက်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တွန်းလေးကကားထက်တဲ့ကိုလာနေလို့ပါပဲ။ဒါပေမဲ့ကားပေါ်ကတော့မစင်းပါဘူး။အဲဒီချိန်မှာပဲတွန်းလေးတွန်းလာတဲ့အမျိုးသားကသူ့ကားစီကိုဦးတည်လာနေခဲ့ပါတယ်။အဲဒီချိန်မှာအမျိုးသမီးလေးဘက်ကီယာထုတ်ပြီးတော့မောင်းပြေးခဲ့ရတာပါ။ အရာကသူတို့နေရာ drive မှာအသုံးမြုနေတဲ့တခိုးတွေရဲ့လှည့်ကွဲဆိုတာကိုသိနေခဲ့လို့သာအမျိုးသမီးကရှောင်နေခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။